မြန်မာနယ်ဥခရိုနီကဲမေလာရှင်ရံမြင်တွင်ပြည်ရင်းစစ်ပဋိပက္ခအသွင်ပြောင်းလာနိုင်ခြင်းနဲ့လူမှုတွေခံစားရတဲ့ဒုက္ခပင်လေမြန်မာနိုင်ငံကလူမှုအဖို့သတင်းတွေဖတ်ရှုနာစဉ်အများဆုံးတရမဲ့သတင်းကောင်းစင်တွေက လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ထိခိုက်ဒေဆုံမှုနဲ့ပျက်စီးဆုံးရှုံးမှုသတင်းစစ်စခန်းနယ်မြေနဲ့မြို့သိမ်းတိုက်ပွဲဖြစ်ပွားတဲ့သတင်းထိခိုက်ဒေဆုံမှုအရေးတော်နယ်မြေမြို့သိမ်းယူခြင်းတို့မဟုတ်လက်လွတ်ဆုံးရှုံးခြင်းသတင်းတွေကအများစုနေရာယူထားကြတာဖြစ်ပါတယ် ဒီတိုက်ပွဲသတင်းတွေနဲ့အတူဒေတာခန်တွေရာထောင်တောင်းနဲ့ချီပြီးတင်းရှောင်နေထိုင်ရတဲ့အရေးတွက်တွေလည်းပါရှိတာဖြစ်ပါတယ်။ပြီးခဲ့တဲ့မလ28ရက်နေ့နောက်ပိုင်းမှာတော့ငလင်ဘေးအနေနဲ့ကြာရောက်ပြီးနောက်ငလင်ဘေးမှာထိခိုက်သေးဆုံးမှုတွေပျက်စီးဆုံးရှုံးမှုတွေကသတင်းတွေထဲအများပြပါလာခဲ့ပါတယ်။ငလင်ဘေးကြီးကြာရောက်နေတုန်းမှာပင်လင်းတိုက်ပွဲသတင်းတွေလေကြောင်းတိုက်ခိုက်မှုသတင်းတွေကတပြိုင်နက်တည်းဖြစ်ပွားနေခဲ့တာလည်းဖြစ်ပါတယ်။မြန်မာလူလူဘူး ပြည်ရင်းစစ်တံကိုစိုးစိုးရွားရွားခန်းစားနေရုံသာမကငလင်ပီးကြီးကိုပါထပ်မံခန်းစားကြရပြီးနိုင်ငံတကာအဖွဲ့အစည်းချို့အိန္ဒိချင်းနဲ့ဒေသတွင်နိုင်ငံချို့ကငလင်ပီးကြောက်မှုကိုအကြောင်းပြုပြီးလက်နက်ကိုင်ပဋိပက္ခကိုအပြည့်ရကြဖို့စစ်ဆက်ဆွေးနွေးကြဖို့တိုက်တွန်းပြောဆိုကြပါရယ်။ဒါပေမဲ့လက်နက်ကိုင်ပဋိပက္ခတနည်းပြည်ရင်းစစ်မှာအနိုင်ရရေးကငလင်ပီးကယ်ဆယ်ရေးထူထောင်ရေးထက်ပိုမိုရေးကြီးတယ်လို့လက်နက်ကိုင်အဖွဲ့အစည်းများစုကယုံကြည်ကြတာကြောင့် မြန်မာနိုင်ငံဇဂိုင်းပဟိုပြုငလျင်ပြည်ကိုအကြောင်းပြုပြီးအပြစ်ခတ်ရဲစဲရေးနဲ့ငြိမ်းချမ်းရေးဆွေးနွေးမှုတွေထွက်ပေါ်လာစရာမရှိတာသိချာသွားပြီးဖြစ်ပါတယ်။တိုင်းသားလက်နက်ကိုင်အဖွဲ့ချုပ်မျိုးသားညီညွတ်ရေးဆိုရနဲ့စစ်ကောင်စီတို့ကတစ်ဖက်သက်အပြစ်ရမှုတွေထိုးစစ်ဆင်ရက်ဆိုင်မှုတွေကိုကြီးညာခဲ့ကြပေမဲ့လည်းကြီးညာမှုတွေကအမှန်တကယ်ဆန္ဒရှိကြပုံမရပဲနိုင်ငံရေးအရာပြယုတ်ဖြစ်တာထုတ်ပြန်ကြတယ်လို့ကောက်ချက်ထားရမယ့်သဘောဖြစ်ပါတယ်။မြန်မာနိုင်ငံဟာ ကြရှုံးနိုင်ငံဖြစ်နေပြီလားတစိတ်တစ်ပိုင်းဖြစ်နေပြီလားဒါမှမဟုတ်မဖြစ်သေးဘူးလားဆိုတာကြရှုံးနိုင်ငံဆိုတဲ့အတိတ်ပဲဖွင့်ဆိုချက်ပေါ်မူတည်ပြီးအငင်းပေါ်ကြာရှိနိုင်မဲ့ပြည်ရင်းစနစ်တဘာဝဘေးတွေကြောင့်နေအိမ်အတံမွေးဝမ်းကြောင်းလုပ်ငန်းတွေဆုံးရှုံးပြီးမိသားစုဝင်ချစ်ခင်တန်ဖိုးထားရသူတွေဆုံးရှုံးရသူတွေမြန်မာနိုင်ငံမှာတိမ်တန်းတဲ့ချီရှိနေပြီဖြစ်ပါတယ်950နီးပတ်ဒေါ်လာဗဒါစာရီဖြစ်လို့ကြုံတွေ့ရသူတွေလည်းအများပြားရှိနေပြီး အဲ့လောက်မစိုးတိတိုင်းစစ်ပွဲတွေကြောင့်နေစရာအိမ်ဆုံးရှုံးသွားရသူ အလုတ်ကင်ဆုံးရှုံးပြီးအကူအညီကိုမျှော်ကိုအသက်ရှင်နေထိုင်ကြရသူတွေလည်းအများပြားရှိနေခဲ့ပြီးဖြစ်ပါတယ်။ပြည်ရင်းစစ်ရဲ့တပ်ရောက်မှုကို အနိုင်ဆုံးခံစားကြရသူတွေလို့ယူဆနိုင်တဲ့မြို့ကြီးတွေမှာနေထိုင်သက်မွေးဝမ်းကြောင်းသူတွေတောင်မှ ကုန်စည်နှုံကြီးမြင့်မှုတန်းလောင်စာလျှက်စစ်ပြတ်တောင်းမှုတရားဥပဒေမစိုးမိုးတာကြောင့်လူရဲမှုတပ်ဖြတ်မှုတွေတပ်ရောက်မှုကို ခံစားနေကြရပြီးဖြစ်ပါတယ်။ ပြည်ရင်းစစ်ပွဲကတဖက်ဖက်ကအနိုင်ရမှပြီးဆုံးမယ်လို့လူပြင်းစင်စားနည်းနဲ့စင်စားတဲ့ဖြစ်နိုင်ခြေတစ်ခုရှိတယ်လို့ဘယ်သူမှအပြတ်တမနိုင်တဲ့အနေအထားနဲ့စစ်ပွဲတွေက ရေရှည်ယခုလဲလင်းနစ်ကျော်လာခဲ့ပြီးမှုဖြစ်နိုင်ခြေတရက်လဲရှိနေတာဖြစ်တယ်လို့နောက်ဖြစ်နိုင်ခြေတစ်ခုကဒီစစ်အာဏာသိမ်းမှုမတိုင်ခင်အနေအထားမှာအင်အားကြီးတဲ့စစ်တပ်ကအင်အားကြီးဆုံးမဟုတ်တော့ဘဲအင်အားမတိမ်မြင့်ရှိတဲ့လက်နက်ကိုင်အဖွဲ့တွေပေါ်ထွန်းလာပြီးပုံအကျိုးစီးပွားပုံရိပ်မှန်းချက်အပြုတ်က တပွေချင်းအာနာနဲ့အကျိုးစီးပွားကိုသာဦးစားပေးကအေးဆက်တဲ့လက်နက်ကိုင်းပဋိပက္ခ Frozen Conflict ဖြစ်ရှေ့ကျသွားမလားဆိုရဲဖြစ်နိုင်ခြေတွေလည်းရှိနေတာဖြစ်ပါတယ်။အထက်ကဖော်ပြခဲ့သလိုဖြစ်နိုင်ခြေတွေကတခုမကဖြစ်နိုင်ကြလဲပဋိပက္ခရှေ့ကျလာပြီးပါဝါချိန်ခွင်ရှာပြောင်းလဲတွေဖြစ်လာချိန်မှာတွေ့မြင်လာနေရတာဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ပြည်ထနာကိုအဖြူနဲ့အမဲသူတော်ကောင်းနဲ့စိုးသွမ်းယုံမှသူဒီမိုကရေစီနဲ့အာဏာရှင်ဆိုတဲ့အလွဲနားလေအောင် လူလူကိုစီယုံလေအောင်ပုံဖော်ကြပေမဲ့လေအချိန်ကာလနဲ့အခြေအနေပြောင်းလဲလာတဲ့ပုံမူတည်ပြီးအကျိုးစီးပွားနဲ့ရံပတ်တမ်းမှတ်မှုတွေပြောင်းလဲလာတာမျိုးလဲတွေ့မြင်လာနေတာဖြစ်ပါတယ်ဒီလိုတစားတစားပြက်စီးလာတဲ့အခြေအနေအောက်မှာအသက်ရှင်သန်ကြံ့ရည်ဖို့ကြိုးစားနေကြရတာကတော့လက်နဲ့နဲ့အာနာမရှိတဲ့တာမန်ပြည်သူလူလူဖြစ်ပါတယ်လူလူအနေနဲ့စစ်ပွဲတွေကြီးမားလွန်းတဲ့အခွန်အခောက်တွေလက်စားမှုတွေအတ္တမစစ်သားဆူဆောင်းမှု ပြန်ပေးဆွဲသလိုငွေသိန်း10ခန်းကနေရာခန်းထိပေးမှပြန်လှုပ်ပေးမယ်ဆိုတဲ့အဖြစ်တွေတက်တက်မှာတစ်ခါမှမကြုံဘူးတဲ့ကုံစင်းနှုံတွေရာဇဝဲမှုတွေကိုခါစီခံရင်မိမိနဲ့အနာဂတ်ကိုမျှော်လင့်ပြီးအသက်ရှိနေကြရတဲ့အနေအထားလေးဖြစ်ပါတယ်။လက်လက်နဲ့အနိုင်ကျင့်သူကိုဆုံးမတန်းခတ်နိုင်ဖို့လူလူကမရှိမဲရှိမဲငွေကြေးတွေစုဆောင်းထည့်ဝင်ပြီးလက်နက်တက်ဆင်ဖို့လှုံ့ဆော်ပေးလိုက်တဲ့လက်နက်ကိုင်အဖွဲ့တွေကလည်းလူလူကို အခွန်ကောက်ဖို့နဲ့အနိုင်ကျင့်ဖို့လှုံ့ဆော်ကြတာတွေမြင်ရတဲ့အခါ အသေးကွေကြရမယ်အဖြစ်မျိုးဘယ်လက်နက်ကင်ကိုမှမယုံကြည်ရတော့တဲ့အဖြစ်မျိုးတွေလည်းဒေသချုပ်မှာကြုံတွေ့နေကြရတာဖြစ်ပါလေဒီလိုအခြေအနေတွေဟာတော်လန်ကြီးကိုယုံကြည်မျှော်လင့်ထားတဲ့မြန်မာလူလူကိုမျှော်လင့်ချက်မဲ့စေပြီးအကြောင်းရင်းကသက်ဆိုင်တဲ့အဖွဲ့အစည်းတွေရဲ့တာဝန်ခံမှုအားနည်းမှုနဲ့လူလူအကျိုးစီးပွားထံအဖွဲ့အစည်းအကျိုးစီးပွားကပထမလို့မှတ်ယူကြတာကအဓိကကြတဲ့အချက်လို့ဆိုရမှာဖြစ်ပါတယ်ရှင်